ဘာလို့လဲကျွန်တော် foldable phone တွေကို daily အနေနဲ့ကင်တာအသားကျလာတာတစ်နှစ်နီးပါးလောက်တောင်ရှိတော့မယ်ပေါ့နော် foldable ကိုတေးချာကင်လိုက်တဲ့သူတယောက်အနေနဲ့ကကြိုက်သွားပြီဆိုလို့ရှိရင်ကျွန်တော်ပုံမှန် slot phone ကို ပြန်သွားလို့မရတော့တာအဲ့ဒါလည်းကြိမ်စာတစ်ခုပဲတသက်လုံးဈေးကြီးတဲ့ phone တွေကြီးပဲဝယ်နေရတော့မှာပဲ so foldable လောကမှာတော်တော်လေးကိုဟာရှေ့လဲရောက်တယ်ဆရာလဲကြတယ်ဒါပေမဲ့ကျွန်တော်စမ်းကင်ကြည့်ဖို့မေ့နေတဲ့ brand တစ်ခုရှိတယ် အဲ့ဒါ Huawei Huawei ဆိုတာ foldable လောကမှာကျွန်တော်မိတ်ဆက်ပေးနေကြအောင်လုံမယ်လို့မထင်ဘူးသူတို့ပထမဆုံးထုတ်ခဲ့တဲ့ mainstream brand တွေထဲမှာပါတယ်2019ခုနှစ်ကတည်းကနေပြီးတော့ foldable လောကတွေကိုဒီအပြင်ခေါက် Mate X နဲ့စပြီးတော့ဝင်လာတာပြောမယ်ဆိုတော့အစင်လာကြီးတယ်ပေါ့ဗျာလွန်ခဲ့တဲ့၄လလောက်တုန်းကပဲ Huawei ကနေပြီးတော့ပထမဆုံး၃ခေါက်ချိုးဖုန်းเนาะ Mate X ကိုလည်းမိတ်ဆက်သွားတယ်ဆိုတော့ foldable လောကမှာသူတို့က experience တော်တော်ရှိတယ်ဆရာတော်တော်ကြတယ် ဆိုတော့အဲ့လိုမျိုး mature ဖြစ်ထားပြီးသား brand တစ်ခုအနေနဲ့သူရဲ့နောက်ဆုံးပေါ့ Huawei ရဲ့ Mate X6 ဆိုတဲ့ကောင်ကဘယ်လိုနေမလဲအဲ့ဒါကိုတစ်ချက်ကြည့်အောင် foldable ဖုန်းတွေမှာလေတော်တော်များများသောဖုန်းတွေနဲ့မတူတာကသူက build quality နဲ့ design တွေကပုံမှန်ထက်ပိုပြီးတော့အရေးကြီးတယ်ကျွန်တော်ပုံမှန် slot ဖုန်းတွေကတော့ကြားလိုက်ပဲရှေ့ကမှန်နောက်ကမှန်ဘေးကတက်တူပေါင်းပြီးဒါနဲ့နေ အများကြီးပြောစရာမရှိတော့ဒါပေမဲ့ foldable phone တစ်လုံးမှာကျတော့သူက component တွေကလည်းပိုများတယ်အပိုပြီးတော့လည်း complex ဖြစ်တယ်ပေါ့နော်သူရဲ့တိဆောက်ပုံကပြီးတော့ဒီဖုန်းကို native တူကကင်တွယ်တဲ့နေရာမှာလဲကျွန်တော်တို့ touch point လေးတွေနဲ့ပိုများတယ်ပေါ့နည်းနည်းများများဆွေးနွေးရမယ်အထဲမှာပါတယ်ဆိုတော့ကဲဒီကောင်ကိုကျွန်တော်ဆက်ဆက်ချင်းကန်ကန်ကြည့်လိုက်ချင်းမှာသူ့ရဲ့ build quality ကတော်တော်လေးကိုကောင်းတာတော်တော်လေးကိုကြည်ကြည်လေးလေးရှိတာတုံးထားတဲ့ material တွေကလည်း ပိုးစိုးပစောက်ကိုပရီမီယမ်ဆန်တာဟမ်ခုနကငါပိတ်လိုက်တဲ့တန်ကြားလိုက်လာอืมอืมนี่จ้ะ foldable phone นี่ဆိုတာအဟိုးအရင်တုန်းကဆိုလို့ရှိရင်သူကအရန်လေးတယ်ရန်ထူတယ်ပေါ့ပုံမှန်ဖုန်းနဲ့ရှင်လိုက်မယ်ဆိုရင်ပေါ့ဆိုတော့ဘာဖြစ်ကြလဲဆိုတော့အဲ့ဒီအရန်လေးတဲ့အရန်ထူတဲ့အရာကိုသူကအဲ့လောက်မလေးအောင်အဲ့လောက်မထူအောင်ပေါ့အောင်လှုပ်လာတယ်ပေါ့အောင်လှုပ်လာတယ်ပေါ့အောင်လှုပ်တယ်ထပ်ပေါ့အောင်လှုပ်တယ် ဲ့လိုမျိုးအပားပြိုင်ကြတဲ့အပေါပြိုင်ကြတဲ့ခစ်ရောက်လာတယ်ပေါ့နော် Huawei Mate 6ကအခုလက်ရှိ foldable market ထဲမှာအပေါဆုံးလည်းမဟုတ်ဘူးအပားဆုံးလည်းမဟုတ်ဘူး thickness ကတော့တော်တော်လေးပါတဲ့ထဲမှာပါတယ်ပေါ့နော်ဒါပေမဲ့လေးချိန်ကကျတော့239ဆိုတော့ပုံမှန် foldability ထက်တော့ပိုတော့မပေါ့ဘူးဒါတော့ပုံမှန်လောက်ပဲပေါ့ဒါပေမဲ့ဒီကောင်းကိုကင်ပြီးတော့သဘောပေါက်သွားတာတခုရှိတယ် foldable phone တစ်လုံးမှာ ပါဖို့ပို့ဖို့ကကြီးပဲအရေးကြီးတာတော့လည်းမဟုတ်ဘူး build quality ကလည်းအရေးပါသားဟာဆိုပြီးတော့ကျွန်တော်သဘောပေါက်သွားတယ်ဆိုတော့နှိုင်းရှင်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ daily driver ပေါ့နော် magic v3 အဲ့ကောင်နဲ့ရှင်ပြီးတော့ပြောကြည့်မယ် magic v3 ကပို့ပါတယ်ပို့ပေါ့တယ်ဒါပေမဲ့ရှင်ပြီးတော့ကင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်မျက်စိမြင်ပြီးတော့ပဲကင်ကြည့်မလားဒီ magic v3 ကနည်းနည်း build quality ကဒီကောင်နဲ့ရှင်နိုင်ရင် mirror range ဖုန်းတက်တာလောက်ဖြစ်သွားတယ် ဈေးကြီးတယ်ဆိုတော့ခံစားချက်မရအောင်အဲ့ဒါသေးကြတယ်ဒီဖုန်းကိုလူတယောက်လက်ထဲကိုထိုးပေးလိုက်ဟာမင်းဖုန်းကတော့တန်တာလားလို့ပြန်မေးခံရတယ်ဘောနော်အဲဟောဝေးရဲ့ Mate 6မှာကြတော့အဲ့လိုမဟုတ်တော်တော်ကိုကြစ်ကြစ်လစ်လစ်တော်တော်ကိုတောင်းတောင်းတင်းတင်းနဲ့တော်တော်ကိုအနှစ်ကြလာအရာဝါလည်း share မိုက်ကျွန်တော်ရထားတဲ့အကြောင်းက red ပေါ့နော်ဒီဟောဝေးရဲ့ foldable စီထဲမှာဆိုရင်တော့ hero color ပေါ့သူကအနီယောင်ကိုမမဘေးနာကဒီရွှေရောင် accent လေးတွေနဲ့ เนาะသူ့ရဲ့ဒီ hinge တွေသူ့ရဲ့ဘောင်တွေအဲ့ဒါလေးတွေကလည်းရွှေအောင်လေးတွေနဲ့အနောက်ကစာတန်းလေးဆိုလို့ရှိရင်လည်းရွှေအောင်စာတန်းလေးနဲ့အဲတော်တော်လေးကိုလိုက်လိုက်ဖက်ဖက်လေးပေါ့အနေနဲ့ရွှေနေရတရုတ်တွေနေမဟုတ်ကိုရီးယားကြိုက်တယ်အမြန်မာနိုင်ငံမှာ black လေးတော့ဝင်တယ်ပေါ့နော် black ကလည်းအနောက်က vegan leather နဲ့ပဲပေါ့နော်ဒါမဲ့ red ကပုံမိုက်တယ်အဲ့ဒါအဲ့ဒါကို နောက်မှ vegan leather သုံးထားတာကြောင့်လည်းဒီဖုန်းကပို့ပြီးတော့ premium ဖြစ်သွားတယ်လို့ခံစားရစေတာပြောလို့ပြောတာမဟုတ်ဘူးဖုန်းတွေရဲ့အနောက်မှာလေဒီလို glass တွေထက် leather texture ကိုအများကြီးပိုသဘောကျတယ်သူက grip လည်းပိုရတယ်ဒါသိလားလို့ချောကြီးချောကြီးဖြစ်မနေတော့ဘူးလက်ရလည်းမထင်ဘူးအများရန် clean looking ဖြစ်တယ် premium looking အများရန်ဖြစ်တယ်အများရန်တုံမနေရအောင်ဒီကောင်မှဆိုလို့ရှိရင်ဒါလေးကိုကြည့်လိုက်ဟွန်းတုံလိုက် ြန်တုံလိုက်အဲ့လိုဘေဘီလောက်ရတယ်ပေါ့နော်ဒီကောင်းနေမှာအဲ့လိုမျိုးမလုပ်အဲ့လိုသဘောကျတယ်နည်းတူးနဲ့ပူတူတယ်ပေါ့ပြောပြရမယ်နည်းနည်းဈေးကြီးရဲ့ပတ်စံအိတ်ကိုကင်ထားသလိုပဲသိရမယ်အဲ့လိုဒီဇိုင်နာပတ်စံအိတ်ကိုကင်ထားသလိုခံစားချက်မျိုးအဲ့လိုပုံမှန်မျိုးပေးတယ်ပြီးတော့သူ့ရဲ့ကင်မရာမော်ဂျူပေါ့ကင်မရာမော်ဂျူကတ်တော့ကလည်းလုံးဝအဖိုင်သူ့ရဲ့ဒီနေရာမှာ detail တွေပေါ်ထားတာသူ့ရဲ့အားရတော်တော်အနှစ်ကြတာ machining တော်တော်ကောင်းတယ်ပေါ့နော် ပြီးတော့ထူးထူးခြားခြား2025ထွက်တဲ့ဖုန်းတွေထဲမှာဆိုရင်ထူးထူးခြားခြား symmetrical ဖြစ်ဖြစ်လေးဘယ်လိုအပေါ်အောက်ပဲကြည့်မလားဘေးပဲညာပဲကြည့်မလား symmetrical ဖြစ်တယ် fine cut လုပ်ထားတာလေးတွေကလည်းတော်တော်နှိမ့်ကြတော့ craftsmanship ကိုကောင်းကောင်းခံစားရစီတယ်ပေါ့ဒီမှာ technological piece ဆိုတာထက် art piece ခုကိုကြည့်နေရတယ်လို့မျိုးလေး classic ဖြစ်တယ်ပြောရမှာမပြောတတ်ဘူးဗျာစကလုံးရှာမတွေ့ဘူးဒါပေမဲ့မိုက်တယ်ဒါပဲ โอเคสอฮินช์ဘက်ကိုသွားမယ်ပေါ့နော်ဟင်းချ်ကတော့နည်းနည်းလေးမာတဲ့အထဲမှာပါတယ်အဲတောင်းတောင်းတင်းတင်းဆိုတဲ့ခံစားချက်ကိုတော့ပေးတယ်ပေါ့နော်နည်းနည်း reassuring ဖြစ်တယ်ပေါ့ flexible enough လည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့ခြိုက်တဲ့နေရာမှာခြိုက်သလိုပြန်နှားလို့ရတယ်อืมဒါလောက်ပဲထားမလားတို့ဒါ best ဆိုမကြပါဘူးတိလားမကြည့်ဒီကောင်းနေမှာဆိုလို့ရှိရင် လောက်ဆိုရင်အဲဘလို့ပြီးကက်မြောက်ဒီကောင်းရဲ့ဟင်းကကြတော့ဒီလောက်ဆိုလို့ရှိရင်လေတော်သူပြေးပြီးကက်သွားတယ်ဒီမှာဆိုလို့ရှိရင်ကြတော့ဘလောက်ပဲကက်နေကက်နေဟွန်းသူထားတဲ့အတိုင်းလေးပဲနေတယ်ဗောနော်ခင်ဗျားအတိုင်းပဲโอเคအရှိတ်ဘက်က screen ပေါ့เนาะဒီ outdoor screen ပေါ့အဲ့ကောင်က ခွန်းလွန် class 2ဆိုလားမသိဘူးအဲ့ကောင်လေးအုပ်ပေးထားတယ်အတန်ထက်ကတော့အတိအကျမသိဘူးနော်ခွန်းလွန်တော့ထင်တာပဲ Huawei ရဲ့ကိုပိုင် glass technology ပေါ့ Corning Gorilla Glass ဘာညာလူမျိုးပေါ့ဗျာ Huawei ကကိုပိုင် develop လုပ်ထားတဲ့ technology ပြီးတော့ဒီဖုန်းရဲ့အလေဒီ middle frame ပေါ့နော်အဲ့ကောင်ကကျတော့ aviation grade aluminum ကိုသုံးထားတယ်တော့ compression test တွေပါလေလုပ်ထားတယ် bending resistance test ဘာညာလုပ်ထားတယ် ဆိုလိုချင်တာဖိမိလို့ပဲဖြစ်ဖြစ်เนาะအဖွင့်ပိတ်လောက်တာလွန်သွားလို့ပဲဖြစ်ဖြစ်အာတခုခုထိမိခိုင်းမိမယ်ဆိုလို့ရှိရင်ခံနိုင်ရရှိပါတယ်ပေါ့ strong ပို့ဖြစ်ပါမယ်ပေါ့အဲ့ဒါကိုလည်းပြောလို့ပြောတာမဟုတ်ဘူးဒီဖုန်းမှာကောင်းကောင်းခံစားမိတယ်တန်းတော်တင်းတင်းရှိတယ်မာတယ် strong ဖြစ်တယ်ယုံလို့ရတယ်အဲ့လိုခံစားချက်မျိုးပေးတယ်ပြောဒီကောင်ရေစိုးလဲခံတယ်2မီတာအထိဒီကောင်ခံတယ်ပေါ့နော်ပြီးတော့ရေစိုးလက်စနဲ့ ဒီကောင်ကိုဆက်သုံးမယ်ဆိုလို့ရှိရင်လည်း pocket ကဒီမှာ dash ကရှောက်မပြေးနေအောင်လို့ dash optimization လုပ်ပေးတာဘာညာသားမှစမကလာအားရည်လေလုပ်ပေးထားတယ်။ Okay screen အနေနဲ့ပြောမယ်ဆိုလို့ရှိရင် Huawei ရဲ့ Mate 6က foldable ရဲမှာဆိုလို့ရှိရင်တော်တော်ကြီးတဲ့ screen ရှိတယ်လို့ပြောရမယ်။သူကခောက်ထားလိုက်လို့ရှိရင်ကြတော့ဒီအရှိဘက်က screen က6.45 inches ရှိပြီးတော့ပြန်ထားလိုက်မယ်ဆိုလို့ရှိရင်ကြတော့ရှစ်လက်မှနီးပါးဖြစ်သွားတာပေါ့။ဟုတ်လား။ screen ကအတွင်းရောအပြင်ရောတော်တော်လေးကိုကျန်းတယ်။ specification ရပါတော့။ရှေ့ဘက်က 120Hz OLED အာ 120Hz ဆိုတော့1 to 120Hz LDBO ပေါ့ variable refresh rate နဲ့လာတာ2440 1080 resolution နဲ့အတွင်းဘက် main display ကလည်း 120Hz OLED ပဲ LDBO ပဲเนาะ variable refresh rate 1 to 120Hz ပဲ2440 2240မိုက်တဲ့ resolution တွေရပြီးတော့ဒီကောင်ခောက်ထားပြီးတော့သုံးမယ်ဆိုလို့ရှိရင်လည်းပုံမှန်ဖုန်းတစ်လုံးရဲ့ aspect ratio အတိုင်းပဲပေါ့နော်အာပုံမှန်ဖုန်းတစ်လုံးခတ်တေးသေးတစ်လုံးကိုကင်ရတဲ့ပုံစံမျိုးပဲတချို့ foldable တွေမှာလိုမျိုးတုံးရတာဟိုတက်တောင့်တက်တာမရှိဘူးအရန်ထူနေတာနော်အရန်ရှည်နေတာအရန်ကားနေတာအဲ့လိုကိစ္စတွေမရှိဘူးအဆင်ပြေတယ်ပြီးတော့အတွင်းဘက်က display ပေါ့နော်ဒီကောင်ကလည်းတော်တော်လေးကို crease ကမရှိတဲ့လောက်ကိုနည်းသွားပြီပေါ့ဒီတိုင်းပြရင်မြင်အောင်မြင်ရတော့မှာမဟုတ်တော်တော်ကို မခံစားရတော့ဘူးမြင်လဲမမြင်ရတော့ဘူးတိတ်လဲမခံစားရတော့ကျော်သေးသွားပြီပေါ့နော်ဒီပုံစံတိုင်းသာဆက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ nonbind foldable phone တွေမှာ crease အကြောင်းကထဲ့တောင်ပြောစီရလိုလောက်တော့မယ်လို့မထင်ဘူးတဖြည်းဖြည်းနဲ့မတိတာရင်မတိတာရင်နဲ့ပျောက်သွားရင်ပျောက်သွားရင်နဲ့လူတွေမေ့သွားလိမ့်မယ်โอเคကင်မရာကင်မရာကဒီဖုန်းရဲ့အဓိက selling point လို့ပြောချင်ရင်တော့ပြောလို့ရတယ်သူရဲ့ကင်မရာ system ကတော်တော်လေးကျန်တယ် အနောက်မှာသူကကင်မရာ၄လုံးလို့ထင်ရကောင်းထင်ရလိမ့်မယ်ပေါ့နော်အဲ၄လုံးတော့ဟုတ်တယ်ဒါပေမဲ့၃လုံးကပဲသူက focal length မတူတဲ့ကောင်းနေပေါ့တကယ်၄လုံးတော့မဟုတ် Okay ဆိုတော့ဒီဘယ်ဘက်အောက်ကကောင်က main camera ပေါ့နော်ဒီကောင်က50 megapixel f1.4 ကနေပြီးတော့ f4 ထိ variable aperture ရမယ်အမေနော် foldable ဆိုပြီးတော့ short တော့လောမရဘူး variable aperture ပါတယ်တချို့ brand တွေဆိုရင် ultra မှာမှပါလာတော့ဟုတ်တယ် ်ကောင် foldable ပပလေးမှလေးတက်ပေးတာနောက်တစ်လုံးကကျတော့48 megapixel f3.0 90 mm equivalent focal length ရှိတဲ့ periscope zoom ဒါမျိုးဆို 4x zoom ပေါ့ optic အနေနဲ့ဆိုလို့ရှိရင်တောင်ယုံတောင်ယုံ foldable တွေထပ်ပို့ပြီးတော့ zoom range ကောင်းတယ်တောင်ယုံတောင်ယုံကောင်းနေရပါလှ3 3.5x ဒီကောင် 4x နဲ့လာကျွန်တော်ကြည့်ပြီးတော့ဒီကောင်က 4x telephoto တွေရတာမဟုတ်အဲ့ဒီ telephoto camera နဲ့ macro ပါရိုက်လို့ရတယ် telemacro ပေါ့ပြောရင် telemacro ကအာ ultra wide macro ထက်အများကြီးပို့ပြီးတော့ကြည့်လို့ကောင်းတယ် depth of field အရာရော background compression အရာရော point of view အရာသိမလားဘယ်လိုပဲကြည့်ကြည့် telephoto macro ကအများကြီးပို့ကောင်းတယ်ပြောရင် foldable phone standard ထဲမှာဆိုလို့ရှိရင် ultra အဆန်ဆုံး camera setup လို့ပြောရင်မှားမယ်လို့မထင်ဘူးနောက်ထပ်တစ်လုံးကကျတော့40 megapixel f2.2 30mm 120 degree field of view ရတဲ့ ultra wide ဒီကောင်လဲအလိုပဲသူများတွေထက်ပို white တယ်သူများတွေက110 degree ဝင်းကျင်လောက်ပဲရှိမြဲပေါ့ပြီးတော့တချို့ကောင်တွေဆိုရင်8 megapixel တို့12 megapixel တို့ပဲဖြစ်နေတဲ့အချိန်ပေါ့နော် ultra wide မှာဆိုလို့ရှိရင်ဒီကောင်က40 megapixel okay နောက်တစ်လုံးနောက်တစ်လုံးကကြတော့ဓာတ်ပုံရိုက်တာပါညာမဟုတ်ဘူးပေါ့နော်အဲ့လိုရိုက်လို့ရတဲ့ကင်မရာမဟုတ်ဘူးသူက supplementary ပေါ့အထောက်ကူပေးတဲ့ကင်မရာလို့ပြောရမှာပေါ့1.5 million spectral channels ရတဲ့ ultra chroma camera တဲ့ ။ तू อ่ะပြောမယ်ဆိုရင်တော့ဗျာ color accuracy ပိုကောင်းအောင် white balance မှန်အောင် dynamic range ကောင်းအောင်ဒီဒီပိုင်းနေမှာကောင်းအောင်ပြောမယ်ဆို AI algorithm ကိုအထောက်အကူပြုတ်ပေးမဲ့ကင်မရာပေါ့ဒီကင်မရာ sensor ကနေပြီးတော့ရလာတဲ့ information အပိုတွေသုံးပြီးတော့ပို့ပြီးတော့ natural looking ဖြစ်တဲ့ပုံတွေကိုထုတ်ပေးနိုင်မယ်ပေါ့ကင်မရာနဲ့မပြီးသေးဘူးကျန်သေးတယ်အာ shape က selfie camera နဲ့အတွင်းဘက်က selfie camera နဲ့နှစ်ခုစလုံးက8 megapixel ပဲ ဒါတော့စကားတောင်ထည့်ပြောစရာမလိုပါဘူးနော်မပိုင်အောင်တိတ်စိတ်ဆိုးမှာမဟုတ်ကျွန်တော်ဘာလို့မလဲ selfie camera ရရှင်ဒါနဲ့ရိုက်ဒီတော့ကောင်းတဲ့ selfie မရှိတော့ဘူးအဲ့ဒီပြီးတော့ကြံသေးတယ်ဒီအနောက်ဘက်ကဒီ camera ၃လုံးစလုံးဆလုံးပေါ့နော် main camera ရော tele ရော ultra wide ရော၃ခုစလုံးက Huawei ရဲ့ signature RYYB sensor တွေ RGB sensor မဟုတ်အဓိကကတော့သူကလိုလိုက်ကိုပို့ပြီးတော့ကောင်းအောင်လို့ light sensitivity ပိုကောင်းအောင်လို့အလင်းကိုပိုများများ capture လုပ်နိုင်အောင်လို့တုံးထားတဲ့ sensor အမျိုးအစားပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ RYYB sensor တွေကအလုပ်လုပ်ရတာခက်တယ်လို့ပြောတယ်ဥပမာ color တွေပါတယ်မှန်ဖို့ပါညာ color science ကောင်းဖို့ပါတိတ်လွယ်ဘူးပါနော်အဲဒါကြောင့်မို့လို့ဒီ supplementary camera လေးပါတာလေးဖြစ်ရှင်ဖြစ်မှာပေါ့ပုံမှန်အဖြစ်ကျွန်တော်တို့ foldable phone တွေမှာကအဲ့လို sensor size အကြီးကြီးတွေထည့်ဖို့ကမဖြစ်နိုင်ဘူးဆိုတော့အထူးသဖြင့် low light တွေမှာအားနေကြတယ်ဒီကောက်မှကျတော့အဲ့လိုမဟုတ်ဘူးပြပုံတွေကလည်း authentic ဖြစ်တယ် ဘယ်လိုခေါ်မလဲ effect ပြနေတဲ့ယုံမျိုးမထွက်နေဘူးပေါ့နော်တစ်ချက်သာရှိုးကြည့်လိုက်ပါ short ဒီလားကျွန်တော်စကားတွေအများကြီးမပြောတော့ okay so battery battery အနေနဲ့မှာဒီကောင် silicon carbon အမျိုးအစား9130 mAh battery အဲ့ဒီ battery ကိုမှမှ Huawei ရဲ့ super charge 66 watt နဲ့အမြန်အသွင်းလို့ရတယ်ကျွန်တော် wireless charging က50 watt ထိရတယ် battery life ကတော့ပုံမှန် foldable phone တစ်လုံးအနေနဲ့မှာတော့ပုံမှန်ပဲအရင်ကြီးအခန့်နဲ့ထဲမှာတော့မပါဘူးတရက်ကိုတော့လုံလုံလောက်သုံးလို့ရမယ် နေတိုင်းမအိတ်ခင်အာသွင်းပြီးမှတော့အိတ်ဖို့လိုလိမ့်မယ်။နော်အတုံးကျန်းသွားလို့အိတ်ခင်နေတဝက်လောက်မှနေမယ်အာကုန်သွားမယ်သွင်းရမယ်ဆိုလို့ရှိရင်လည်းတော့တိတ်ကိစ္စမရှိပါဘူး။သူ့ရဲ့ CC 6ဝက် charger နဲ့အာသွင်းလို့ရှိရင်နိုင်ဝက်လောက်သွင်းလိုက်80ရာခိုင်နှုန်းလောက်ပြည့်ပြီဆိုတော့ no ဘလုံဘလုံပါ။အဲ no ဘလုံဘလုံပါလို့ပြောရင်လည်း performance ပါနော် performance မှာတော့ခင်ဗျားစာရီလာဖတ်မယ်ဆိုရင်တော့ဒီဖုန်းကအဆင်ပြေမှာမဟုတ်ဘူး။သူ့ရဲ့ SOC ကခင်ဗျားတို့ကြားပူးနေကြ SOC တွေဟုတ်မှာမဟုတ်ဘူး။ သူက Huawei ရဲ့ကိုပိုင် SoC Kirin 920ဆိုတဲ့ကောင် တခြားသော competition နဲ့ရှင်လိုက်မယ်ဆိုရင်တခြားသော flagship SoC တွေနဲ့ရှင်လိုက်မယ်ဆိုရင်တော်တော်လေးကိုကြံခဲ့ပြီလို့ပြောရမယ် Huawei ရဲ့ next generation SoC တွေမှာအများကြီးကိုဒီထက်ပိုပြီးတော့ catch up လုပ်ဖို့လိုလဲဦးမယ်ပြောမယ်ဆိုဗျာဖုန်းကဟိုလေးနေတာထစ်နေတာအဲ့လိုမျိုးတော့မဟုတ်ဘူးပေါ့တိလား day to day သုံးရတာမှာတော့အဆင်မပြေစရာတော့မရှိဘူးပေါ့ဒါပေမဲ့ benchmark တွေတော့သွားမဖတ်နဲ့သွားမကြည့်နဲ့ရယ်အဲ့လိုဆိုရင်တော့ ခင်ဗျားတို့စိတ်ကောင်းမှာမဟုတ်ဥမာ game အကြီးတွေမကစားဘူးเนาะပြင်းပြင်းထန်ထန်နေမကြုံဘူးဆိုလို့ရှိရင်เนาะအဆင်ပြေတယ်ဒါပေမဲ့ရန် GPU intensive ဖြစ်တဲ့ကောင်တွေဘာတွေမှာဆိုတော့ခင်ဗျားတို့အားရမှာမဟုတ်အဓိကကဒီကောင်မှာဒီ SoC မှာ limiting factor ဖြစ်နေတာက single core performance ရယ် GPU ရယ် multi core အလောက်ဆိုကြီးမဟုတ်လောက်ဘောနော်ဆိုတော့ဒါပါတော့ဘယ် game မှာဘယ်လို setting နဲ့ဆော့လို့ရမလဲဆိုတော့ ကျွန်တော်ဒီမှာပြပေးထားမယ် Okay software အနေနဲ့မှာကဒီကောင်က EMUI 15နဲ့လာတယ် Google service ပါညာမပါတာကြတော့ Huawei ဆိုတော့ထဲ့တောင်ပြောနေကြမလုံလို့ထင်တယ်ပေါ့နော်အမ်မပါဘူးဆိုတာ official support မပါတာပေါ့မရရအောင်လုပ်မယ်ဆိုရင်တော့လေမရစီရအကြောင်းတော့လည်းမရှိဘူးပေါ့ Okay ဆိုတော့ကျွန်တော်တို့မရရအောင်လုပ်မယ်ဆိုလို့ရှိရင်အစင်ပြေဆုံးက ground နဲ့မှာက Gbox လို့ခေါ်တဲ့ Android virtual machine နဲ့ Google Play service ရအောင်လုပ်တယ်နီးတွင်းရတာလည်းတော်တော်လွယ်တယ်ကျွန်တော်တို့ဒီ app gallery ထဲမှာ Gbox လို့ရိုက်ပြီးတော့ share လိုက်တွင်းလိုက် သွင်းလိုက်ပြီးရင် Gbox ဆဲကိုဝင်အဲ့ဒီကနေပြီးတော့မှ Google Play Store ကို down လိုက်အဲ့ဒီ Google Play Store ကနေပြီးတော့ကြိုက်တာဆက်သွင်းလို့ရပြီအဲ့ update သွင်းထားပြီးွားပြီဆိုလို့ရှိရင်လည်း Google Play Store ကနေပဲတစင် auto update လုပ်တာဘာညာအဲ့ဒါတွေအကုန်လုံးလုပ်တယ်သူက Gbox ကနေပြီးတော့ emulation layer ကနေတစင် Android app တွေကိုပြန် run တာဆိုတော့ Google Play တုံးလို့ရသွားမယ် restriction မရှိတော့ဘူး Google Play service လိုတဲ့ app တွေကြိုက်တာတုံးလို့ရအဲ့ဒါမှတခုတော့ရှိတယ် app တိုင်းကိုတော့ เนาะอ่า Gbox ကနေတွင်းလို့ရနေတာပဲဆိုပြီးတော့အကုန်လုံးကိုတော့မတွင်းနေပါဘောเนาะသူက emulation layer တခုဂျိုင်းမှာခံထားတဲ့အခါကျတော့ performance ကအနည်းငယ်များကြာလိမ့်မယ် YouTube တို့ Google Map တဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ Huawei App Gallery ကနေပြီးတော့တခါတည်းတန်းပြီးတော့ဓာတ်ရိုက် download လုပ်လို့လည်းရတယ်တခြား Huawei ရဲ့ software ကတော့ clean ကတော့တော်တော်ဖြစ်တာတခြားဖုန်းတွေကို သုံးပြီးတော့ဒီ Huawei ရဲ့ EMUI ကိုပြန်သုံးကြည့်လိုက်တဲ့အခါကျတော့ပို့ပို့ပြီးတော့အရင်နှုန်းကထက်ကို appreciate ဖြစ်လာတယ် Atusmian သူ့ရဲ့ multitasking smooth ဖြစ်တယ် နော်အာ multi windows တွေဘာတွေနဲ့ကျွန်တော်တို့ floating app တွေသုံးရတာနဲ့ natural ဖြစ်တယ်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ဒီအချက်တွေထည့်ပြောလို့မရှိပါဘူးအာ folding phone ဆိုတော့မပြောမဖြစ်ကို ပြောရမယ်အပိုင်းမို့လို့လိုအပ်လို့ထည့်ပြောတာပါဆရော့ကဗျာအဆုံးသတ်အနေနဲ့ပြောရရင်ဒီ phone က foldable phone နေတယ်မှာဆိုလို့ရှိရင် camera အကောင်းဆုံး build quality အကောင်းဆုံး phone လို့မြင်တယ်အ ਨੇ ဆုံးတော့ကျွန်တော်သုံးမှုသမျှ foldable တွေထဲမှာပေါ့ကျွန်တော်သုံးမှုတဲ့ foldable တွေကလည်းမနေတော့ပါဘူးဆိုတော့ဒါတော်တော်အားရစရာအချက်လို့ပြောရမှာပေါ့နော် အရင်ကြီးအားရစရာမကောင်းတဲ့အချက်ကတော့ SOC performance ရှိမယ်ပြီးတော့မရှိအောင် Google Play Service ကိစ္စအဲ့ဒါလေးတော့เนาะ Gbox နဲ့အဆင်ပြေတယ်ငါကြော်တက်တယ်ခွာတက်တယ်ဆိုလို့ရှိရင်လေကိစ္စမရှိအဲ့ဆိုရင်တော့အဲ့ဟာဒီကိုဒုံမိုင်းဆိုလို့ရှိရင်တော့ဒီဖုန်းကခင်ဗျားအတွက်လုံးဝပိုဆိုပါဆက်တင်တော်လိမ့်အထူးသဖြင့်တို့ရဲ့ဒီ updated price ပေါ့เนาะ62,900ဆိုတဲ့ဈေးမှာမဆိုးလို့ပြောရအောင် နိုင်ငံတကာဈေးနှုန်းဆိုလို့ရှိရင်နည်းနည်းအောင်ပိုတက်တာနေသလားလို့နော်နည်းနည်းမဟုတ်မြတ်မြတ်ဒီကြည့်လိုက်တာတွေ့တတ်သွားဟုတ်ရဲ့ဆိုတော့မဲအစ်စစ်ကမြန်မာနိုင်ငံမှာဆိုရင်ပိုတန်းတယ်ဆိုဒါတော့ကျွန်တော်ရဲ့အမြင်ပါနော်မဝေး made exist ပေါ်မှာကျွန်တော်ရဲ့အမြင်ပါခင်ဗျားရဲ့အမြင်အောင်ဘယ်လိုရှိလဲအောက်က comment တွေမှာထုံးစံနိုင်မြတ်ဝင်ရောက်ဆွေးနွေးညှင်းခုံမေးမြန်းသွားလို့ရပါတယ်။ Okay. နောက်နေ့မှတွေ့ရအောင်။